်ရောက်နေတဲ့နေရာကတော့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကပြုလုပ်တဲ့68ရက်မြောက်လွတ်လပ်ရေးနဲ့ခံရမှာဖြစ်ပါတယ်။ဒီနေ့ခန်းနာကတော့ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့ပါတယ်။မိန့်ခွန်းပြောကြားမှာဒေါ်အောင်ဆန်းစုကနောက်တက်လာမယ့်အစိုးရအနေနဲ့မြို့သားရင်ကြားစစ်ရေးကိုအဓိကထားလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။ဒါအပြင်ဝန်ကြီးနေရာတောင်းသူတွေကိုလည်းဒေါ်အောင်ဆန်းစုကြည်ကပြင်းပြထန်တဲ့ brief ကပြောကြားလိုက်ပါတယ်။မတ်တင်ရရဲ့ဒီလေကောင်းတော့ပြရတာပါ။ တော်စုမြန်မာနိုင်ငံတော်ကအေးပြုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီရုံးချုပ်မှပြုလုပ်ခဲ့တဲ့68နှစ်မြောက်လွတ်လပ်ရေးနဲ့ခန်းနာကိုအစီအစဉ်ရှိရတဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားမှာပါတီနိုင်ငံကဥတင်ဦးကအဖွဲ့အမှားစကားပြောကြားခဲ့ပြီးအနိုင်ရတဲ့ကိုယ်စားလှယ်တွေအနေနဲ့မန်မာနာမထားဖို့ရှုံးနေတဲ့သူတွေကိုလည်းလေးစားသောအားဖြင့်ပူးပေါင်းဆောင်ရွက်ကြဖို့ရှုံးနေတဲ့သူတွေကလည်းနိုင်ငံအကျိုးကိုမိမိတက်နိုင်တဲ့ဘက်မှပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်။ ပါတီဥက္ခရဒေါ်အောင်ဆန်းစုကြည်ကလည်းနောက်တက်လာမယ့်အစိုးရအနေနဲ့အမျိုးသားရင်ကြားစရေးကိုအဓိကလှုပ်ဆောင်သွားမှာဖြစ်ပြီးဝင်ကြီးရာထူးနေရာတောင်းခံသူတွေရှိတဲ့အတွက်အလုပ်လုပ်နိုင်သူကိုသာနေရာပေးမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်မလေးပြောခဲ့မယ်နေနိုင်လို့ပြောကိုပြောရမယ်။ဝင်ကြီးလှုပ်ချင်တဲ့လူတွေတော်တော်မှရှင်းအောင်မကြိုက်ဘူး။ တွေကိုစီးကစီးစီးမြန်စီးနေစီးကရရေးယူနေဆိုတော့ခပ်ပြတ်ပြတ်သားသားအခုဒီကနေပြောပါတော့ဟာဝင်းကြီးဆိုတဲ့နေရာကိုအလုံးလုံးနိုင်တဲ့လူကိုကျမတို့ပေးမှာပါနိုင်ငံအကျိုးပြုနိုင်တဲ့လူကိုကျမတို့ပေးမှာပါမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ဖို့လို့ဆိုပြီးတော့ပေးမှာမဟုတ်ပါဘူးဆိုတော့အခုတွေကနားနေပါဒါအပြင်ပြည်သူတွေအနေနဲ့အပြောင်းအလဲကိုမကြောက်ကြဖို့ အပြောင်းလဲဆိုတာအားလုံးအကျိုးရှိစေမယ့်အပြောင်းလဲမျိုးကိုသာလှုပ်ဆောင်မှာဖြစ်တယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။အပြောင်းလဲဆိုတာဟာတချို့ကကြောက်ကြပါတယ်။ဒါလည်းစိုးရိမ်ကြတယ်ဆိုတာလည်းတော့ထူးဆန်းပါဘူး။တခါမှမရင်ဆိုင်မှုတဲ့အခြေအနေကိုရင်ဆိုင်ရမယ်ဆိုတော့ဖြစ်ပါမလား။အောင်မြင်မှုမှရှိပါမလား။ကိုယ့်အမြအထိကိုက်မလား။ဘယ်လိုများဖြစ်မလဲဆိုပြီးတော့တွေးကြတာဟာဒါသဘာဝကြပါတယ်။ဒါပေမဲ့အပြောင်းလဲဆိုတာတကယ်တော့တစ်ချိန်မှဖြစ်နေတာ အချိန်လို့ဆိုတော့တနေ့နဲ့တနေ့တော့မဟုတ်ဘူးတကယ်တော့တစ်ဆက်ကနဲ့တစ်ဆက်ကအပြောင်းလဲတွေဖြစ်နေတာပဲဒီမှာတို့သတိမပြုနိုင်လို့ဒီအသေးသေးချာချာမြေဝါးထင်နေမမြင်နိုင်လို့သာပြောင်းလဲနေတာပဲဒါတော့အပြောင်းလဲဆိုတာစိုးရိမ်စရာမဟုတ်ပါဘူးကြောက်စရာမဟုတ်ပါဘူးဒီမှာတို့ချင်းချင်းတုံတရားအပြည့်အဝနဲ့ရင်ဆိုင်စရာပဲဖြစ်ပါတယ်အခုအပြောင်းလဲအကြောင်းမလို့စိုးရိမ်နေကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားအားလုံးကိုကျမအနေနဲ့စကားပြပြပါပြစေမစိုးရိမ်ပါနဲ့ ကျမတို့ဟာဒီကြောင်းတွေဟာအားလုံးအတွက်အကျိုးဖြစ်စေမယ့်အကြောင်းတွေဖြစ်အောင်လို့ကျမတို့အစကုန်ကြိုးစားပါတယ်။အားလုံးအတွက်အကျိုးဖြစ်ဖို့ဆိုတာဟာကျမတို့ရဲ့ပြည်သူလူထုရဲ့နှလုံးသားထဲမှာပေးခြင်းနဲ့စိတ်ဓာတ်ရှိဖို့ဖြည့်ဆည်းပေးခြင်းနဲ့စိတ်ဓာတ်ဒီနိုင်ငံရဲ့ကံကြမ္မာကိုဖြည့်ဆည်းပေးခြင်းနဲ့စိတ်ဓာတ်ငါတို့ဒီနိုင်ငံတိုးတက်အောင်ဘာလို့ပေးနိုင်လဲဆိုပြီးတော့ပေးခြင်းနဲ့စိတ်ဓာတ်ယူခြင်းနဲ့စိတ်ဓာတ်ပေါ့ငါတို့အတွက်ဘာရမလဲ အခမ်းအနားမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့68နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပစာတမ်းကိုဖတ်ကြားခဲ့ပြီးကျင်းပစာတမ်းမှာအဓိကအဖြစ်လွတ်လပ်ရေးအလွန်နှစ်ပေါင်း60ကျော်ကြာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့မျိုးဆက်နှစ်ဆက်တာများပြည်သူတွေဖျက်ဆီးခဲ့ရတဲ့မှားယွင်းသောရက်ဆက်ကြမ်းကြုတ်သောအုပ်ချုပ်ရေးစနစ်စုံဟာအမျိုးသားစည်းလုံးညီညွတ်မှုအားနည်းပြိုကွဲရခြင်းတရကဖြစ်တယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။ဒါအပြင်ပြီးဆုံးခဲ့တဲ့တမိုင်းအခိုက်အတန့်ကာလဖျက်ဆီးခဲ့ရတဲ့နာဂျီခါတိမှုတွေဟာအစိုးရတဲ့အတွက်အခက်အခဲတွေဖြစ်လာရသလို ဖိအားနဲ့စိန်ခေါ်မှုတွေအဖြစ်မင်းမှုနေဆဲဖြစ်ကြောင်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့မြို့သားပြန်လည်ရင်ကြားစေရေးကိုအခြေခံပြီးအတူတကွပူးပေါင်းဆောင်ရွက်ခြင်းနဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ကြိုးစားမှာဖြစ်တယ်လို့အစည်းအဝေးခန်းစာမှာအဓိကထားဖော်ပြထားပါတယ်။အခမ်းအနားကိုနိုင်ငံခြားသံရုံးများမှကိုယ်စားလှယ်များတိုင်းရင်းသားများဝါရီနိုင်ငံရေးသမားများနဲ့ပါတီဝင်တွေတက်ရောက်ခဲ့ပါတယ်။ ခမ်းအနားမှာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်တွေကပါတီဝင်တွေကကြာစံကြော AA ထမင်းနဲ့ပဲဟင်းငချောက်ကြော်အစရှိသဖြင့်စတူဒီတာကျွေးမွေးလှူဒန်းခဲ့ပါတယ်အခမ်းအနားဒုတိယပိုင်းအစီအစဉ်နဲ့အမေဂီတာသင်တန်းကျောင်းအဖွဲ့မှတည်သိချင်းတွေနဲ့တိဆိုးဖြော်ပြမှာဖြစ်ပါတယ်